အားလုံးမင်္ဂလာပါရှင် အခုတင်ဆက်ပေးမှာကတော့ဟာကာမြို့မှာလေးစင်မီပြတ်တောက်နေတာဟာတလားကျော်ကြာမြင့်လာပြီးနောက်မှာမြို့ပေါ်မှာမိသွေးဈေးတွေမြင့်တက်လာနေတယ်ဆိုတဲ့သတင်းမှာစစ်ကောင်းစီထင်းကျုပ်ထားတဲ့ချင်းပြည်မြို့တော်ဟာကာမှာမလ23ရက်နေ့မှာစပြီးဒီကနေ့အထိတလားကျော်အကြာလေးစင်မီပြတ်တောက်တာကြောင့်မိသွေးဈေးတွေမြင့်တက်နေတယ်လို့ဒေသခံတွေစီကနေစုံစမ်းသိရှိရပါတယ် လျှက်စစ်မီမရရှိတာကြောင့်ဒေသခံတွေဟာထမင်းချက်ပြုတ်ရမှာမိသွေးကိုပုံမအုံပြူလာရတဲ့အတွက်မိသွေးစည်းမြင့်တက်ရတာဖြစ်တယ်လို့သိရပါဗျ။ဟာခမြုတ်ခံအမျိုးသမီးတဦးကလျှက်စစ်မီမရတာအတော်ကြာပြီ။လျှက်စစ်မီမရတော့ချက်ပြုတ်တဲ့နေရာမှာဖြစ်ဖြစ်မိဘူးတိုက်တဲ့နေရာမှာဖြစ်ဖြစ်မိသွေးပဲအုံပြူနေရတယ်။အဲဒါကြောင့်မိသွေးစည်းကတက်သွားတယ်။ အစားတော့အလောက်ထိမဟုတ်ဘူးအခုမှဈေးတက်သွားတယ်။ဆိုင်တိုင်းမှာလည်းမိသွေးဝယ်လို့မရဘူး။ရောင်းတဲ့ဆိုင်ရှားတယ်လို့ CJ platform ကိုပြောပါရတယ်။ဒါအပြင်ဟာခါမှာမိသွေးလုပ်ငန်းလုပ်ကြိုက်သူတွေရှာပါပြီးမိသွေးကိုစကိုင်းတိုင်းကလေးကလေးဝမ်းနဲ့တခြားမျိုးနွယ်တွေကဝယ်ယူတင်သွင်းနေရတယ်လို့သိရပါရတယ်။မိသွေးတွေဈေးတက်နေရတာနဲ့ပတ်သက်ပြီးဟာခါမျိုးကန်ကုံတဲ့တအူးက နိုင်ငံရေးမကောင်းတော့တောတောင်နဲ့သွားပြီးမိသွေးမဖုတ်ကြတော့ဘူးအခုကစကိုင်းဘက်ကတင်သွင်းရတာအဲ့ဒါလို့တင်သွင်းတဲ့အခါလမ်းမဂိတ်ကျွေးတွေဆင်းဆင်းပေးဆောင်ရတယ်ဒါကြောင့်မိသွေးစီကကုန်ကျစရိတ်တွေနဲ့တွက်ချက်ရောင်းချရတဲ့အတွက်ဈေးတက်ရတာဖြစ်တယ်လို့ CJ platform ကိုပြောပါတယ်ဟာခါမှာလျှင်စစ်မီမပြက်ခင်ကမိသွေး8အိတ်ကို2500ကျပ်သားရှိပြီးလက်ရှိမှာမိသွေးအမျိုးအစားပေါ်မူတည်၍တအိတ်ကို4000ကျပ်မှ4000ခွဲကျပ်အထိရှိတယ်လို့သိရပါတယ် လေးစင်မီကိုအသုံးပြုပြီးတနိုင်တပိုင်းစီးပွားရေးလုပ်ငန်းလောက်ကင်နေကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကလည်းအခက်ကြုံတွေ့နေရပြီးသူတို့ရဲ့အခက်အခဲကိုကျွန်တော်တို့တနိုင်တပိုင်းလုပ်ငန်းလဲပတ်တဲ့စားတော့ဆိုင်တွေဆို လေးစင်မီနဲ့လဲပတ်နေရတာပါအခုလေးစင်မီမရတော့ဆိုင်လဲပတ်ဖို့အခက်တွေ့တယ်မိစက်မောင်းပြီးလဲပတ်မယ်ဆိုရင်တောင်လက်ရှိ73စီဈေးနဲ့ဆိုအဆင်မပြေဘူးအခုဟာရေတင်ရင်တောင်ကျွန်တော်တို့ရေစံကားတင်ရတဲ့အခြေအနေပါလုံးဝအဆင်မပြေပါဘူးလို့လုပ်ငန်းရှင်တဦးက CJ platform ကိုပြောပါရတယ် ဟာခါမျိုးမှာအရင်ကလည်းလင်းစမီမကြာခဏပြတ်တောက်မှုရှိခဲ့ပြီးအခုဒီချိန်ပြတ်တောက်မှုဟာဟာခါမျိုးကိုဆက်သွယ်ထားတဲ့လျှက်စမီဟာကလေးကံကောလမ်းပိုင်းမှာဝါယာကျိုးချိုရင်တဲ့အတွက်လအတန်ကြာလျှက်စမီပြတ်တောက်မယ်လို့လျှက်စစ်တာဖြန့်ဖြူးရေးတာဝန်ရှိသူတို့ကမလ23ရက်နေ့ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်အသိပေးထားပါတယ်မလအစောပိုင်းကကလေးကံကောကားလမ်းပေါ်မှာစကောက်စီတက်တဲ့ချင်းကောက်ွယ်တက်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးစကောက်စီတက်ဟာ လေကြောင်းကနေဆက်မပြတ်ပုံကျဲတိုက်ခိုက်တာတွေကြောင့်လျှင်းစစ်ဝါယာကြိုးတွေထိမှန်ပျက်စီးသွားတာဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်ထားပါတယ်ရှင်။ကျွန်မຫນွယ်ပါ